အလုံးမဲ့မင်္ဂလာပါကျွန်တော်တော်စံဦးမှာကဗျာလေးတပုတ်ယူချင်တာနဲ့ကဗျာလေးအကြောင်းပြောချင်တာနဲ့မိတ်ဆွေတို့စီကိုဒီဗီဒီယိုပို့လွှတ်လိုက်တာဖြစ်ပါတယ်ဒီကဗျာလေးကလွန်ခဲ့တဲ့34နှစ်1997မှာရင်ကုန်ဘွင့်ဝစုမဲ့ကစင်းမှာပါခဲ့တဲ့ကဗျာလေးပါစောက်လေးကတော့ရင်ကုန်ဘွင့် တကယ်စက်ကာပါဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကကျွန်တော်ကနေမှာနေတော့ရန်ကုန်မှာရှိတဲ့မဂဇင်းတိုက်တွေကိုစာလိုက်ကလေကြပြာပို့ပါတယ်အဲ့ဒီကြပြာကိုလက်ခံရရှိတဲ့မဂဇင်းအယ်ဒီတာတွေကကြပြာကိုသူတို့စိတ်နဲ့သူတို့ရဲ့ဉာဏ်နဲ့တက်မှုနဲ့ရွေးချယ်ဖော်ပြကြပါတယ် အဲ့တုန်းကကဗျာတပုတ်ကစာမူက85ကျပ်ပဲရပါတယ်ကျွန်တော်ကငွေကြေးတန်ဖိုးဆိုတာတဲ့ကဗျာဆိုတဲ့စာပေအမှုပညာကိုကျွန်တော်ရေးဖွဲ့ခဲ့တဲ့နှစ်ကာလကြီးဖြစ်ပါတယ်ဘူးဒီမှာကျွတ်ပြမဲ့ကဗျာလေးရလဲအဲ့စာအုပ်ထဲမှာကျွန်တော်ပါတဲ့ကားစီး၍အလုံးစင်းသူများဆိုတဲ့ကဗျာလေးဖြစ်ပါတယ်ဒီကဗျာလေးက တကယ်အဖြစ်အပျက်ကိုကျွန်တော်ရေးထားတာပါကျွန်တော်တို့ယာယီတိုင်းဘက်ကနေဘက်မှာလန်ခင်းကြောက်တွေကိုကားပေါ်တင်နေကြတဲ့လန်ခင်းကြောက်လုံသားလေးတွေရဲ့ဘဝကိုကျွန်တော်မြင်ရတဲ့တောင်းဝါနေရေးထားတဲ့ကြပြာလေးပါအဲ့ဒီကြပြာလေးကိုကျွန်တော်ရွတ်ပြပါ ကားစီး၍အလုဆင်းသူများမနဲ့လင်းကားစကားနဲ့လာကြတပြော်တပားနဲ့မိမတွေယောက်ျားတွေကားပေါ်ကိုကြောက်တင်ကြနေလုံးကောင်းပေါ်ရောက်မှခဏနာသမင်းစားကြအစာမစားမီလက်ကိုစင်ကြဲသွားဆေးပါအစာစားပြီးတိုင်းပလုတ်ခြင်းပါဆေးပညာဆောင်ဖို့စာတပုတ်တာဖြစ်သွားတယ်တချို့တွေများဖျားတက်ကြ မလုံးလုံးရင်တပိုင်းတစားဈေးမရှိစောင်းမရှိအရေးရှိတဲ့တစ်ပင် အောက်မှာအဆိုးခြုံကတုံငနယ်ထိုးအိတ်လိုက်ရတဏီကုန်ပါရောနေလုံးကတောင်ကုန်းပေါ်မှာမိတင်တဲ့အခါကြောက်ကားတွေပေါ်တက်ကြလို့မျိုးဘက်ကို ပြန်ခဲ့တယ်တော်စင်အောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ